အသက်24နှစ်အရွယ်ဒမ်ဆိုတဲ့ကောင်းလေးတယောက်ကတော့ရုပ်ရှင်ရုံတရုံမှာတန်ရှင်ရဝင်တန်းအနေနဲ့အလုံးလောက်ကိုင်းနေကြတာပဲဖြစ်ပါတယ်။သူကအရင်မှနေထိုင်နေရင်းနဲ့ပဲရှားတဲ့ပတ်စံလေးနဲ့အစဉ်ပြေပြေနေနိုင်အောင်ကြိုးစားရုံကန်နေရသူပါ။ဒီလိုနဲ့ပဲတရမှာတော့ဒမ်ကရုပ်ရှင်ရုံရဲ့အရှိလာလေးမှာတန်ရှင်ရလုံနေခဲ့ပါတယ်။သူကလက်မှတ်ဖြတ်တဲ့ကောင်တာနားမှာတန်ရှင်ရလုံနေခဲ့ရပါဘူး။ အမိုက်တွေအလုံးရှင်းလင်းပြီးသွားတဲ့အခါမှာတော့အပြင်မှာရှိတဲ့အမိုက်ပုံနဲ့ထည့်ဖို့အတွက်သူအပြင်ဘက်ကိုထွက်ခွာလာခဲ့ပါတယ်။သူရုပ်ရှင်အောင်အရှိဘက်ကိုရောက်ရှိလာခဲ့တဲ့အချိန်မှာပဲလမ်းဖြတ်ကူးနေတဲ့အမျိုးသမီးတယောက်ကိုတဖက်ကြမ်းကနေအရှိန်ပြင်းပြင်းမောင်းနှင်လာတဲ့ကားတစ်စီးကဝင်တိုက်သွားခဲ့ပါတယ်။ဒါကြောင့်အမျိုးသမီးလည်းမတော်တဆမှုကိုကြုံတွေ့ခဲ့ရတာပေါ့။ကားမောင်သမားကတော့နေရာကနေထွက်ပြေးသွားခဲ့ပါပြီ။ဒါပေမဲ့အမျိုးသမီးရဲ့ဒဏ်ရာအပြင်းအထန်ရရှိထားတဲ့ခန္ဓာကိုယ်ကတော့ လမ်းဘေးမှာပုံလျက်သားလေးကြာနေခဲ့ပါတယ်။ဒီအဖြစ်အပျက်တွေကိုမြင်တွေ့ခဲ့ရတဲ့ဂျမ်လည်းအယံထိတ်လန့်သွားပြီးအမျိုးသမီးရှိကိုအမြန်ဆုံးပြေးသွားခဲ့ပါတယ်။အမျိုးသမီးရဲ့အခြေအနေကိုကြည့်လိုက်တာနဲ့အမျိုးသမီးကွယ်လွန်သွားပြီဆိုတာကအထင်သာမြင်တွေ့နေရပါတယ်။ဒီအချိန်မှာဂျမ်ကလည်းအမျိုးသမီးရဲ့အလောင်းနားမှာရှိနေတဲ့လင်းလိုက်တောက်ပါနေတဲ့လက်စွပ်တကွင်းကို တွေ့မြင်ခဲ့ပါတယ်။လက်စွပ်ကတော့ရွှေလက်စွပ်တကွင်းပဲဖြစ်ပါတယ်။ဂျမ်ကတော့ဒီလက်စွပ်ကိုပြိုးပြီးကြည့်နေခဲ့မိရပါတော့။ ဒီလက်ဆွတ်ကလည်းသူ့ရဲ့အကြည့်တွေကိုမခွာနိုင်အောင်ဖြစ်နေခဲ့ပါတယ်။ဒီလက်ဆွတ်လေးကိုသူရောင်းပြီးနောက်မှာတော့ဘဝတစ်ခုလုံးပြောင်းလဲသွားအောင်လို့သူတည်ဆောက်နိုင်ပါတယ်။ဒါကြောင့်သူကလည်းဘာမှအများကြီးစဉ်းစားမနေတော့ဘဲနဲ့လက်ဆွတ်လေးကိုယူပြီးအိတ်ထဲမှာထည့်ထားလိုက်ပါတယ်။ပြီးတော့နဲ့မတိကျအောင်ဆောင်ပြီးအရိကနဲ့ချက်ချင်းထွားခွာလာခဲ့လိုက်ပါတယ်။ဒီအချိန်အတွင်းမှာပဲလူသွားလူလာတွေအများကြီးကအမျိုးသမီးနှောင်းကိုရောက်ရှိလာခဲ့ကြပါတယ်။အလုံးကလည်းအမျိုးသမီးကိုဝိုင်းအောင်ကြည့်နေခဲ့ကြတာပေါ့။ အဖြစ်ဖြစ်နေနေရာမှာလူအုပ်ကြီးဖြစ်သွားခဲ့ပါတယ်။လူအုပ်ကြီးရဲ့ကလူတယောက်ကတော့အမြန်ဆုံးစေယုံကခေါ်ခဲ့ပါတယ်။ဒီနောက်အမျိုးသမီးရဲ့အလောင်းကိုတော့စေယုံကို ခေါ်ဆောင်သွားခဲ့ကြပါပြီ။တလောက်ကြီးတဲ့ကအစီတန်းတစ်ခုဖြစ်သွားခဲ့ပြီးတဲ့နောက်မှာတော့ရဲရီကရုပ်ရှင်ရုံအရှင်မှာရှိတဲ့ကားလမ်းတစ်ခုလုံးကိုပိတ်ချပစ်လိုက်ပါတယ်။အခုဆိုရင်တော့ရုပ်ရှင်ရုံမှာရုပ်ရှင်ကြည့်ဖို့အတွက်ဘယ်သူမှလည်းလာလို့မရကြတော့ပါဘူး။အဲ့ဒါကြောင့်အရင်နေ့မှပြသမဲ့ရုပ်ရှင်တွေအားလုံးကို cancel လုပ်ပြစ်ခဲ့ရပါတယ်။ အရင်နေ့မှရုပ်ရှင်ရုံရန်မနေဂျာဖြစ်သူကလည်းဒမ်ကိုခေါ်ပြီးတန်ရှင်ရင်လောက်ခိုင်းခဲ့ပါတယ်။ရုပ်ရှင်ရုံတရုံလုံးကိုတန်ရှင်ရင်လောက်ပြီးသားနဲ့အိမ်ပြန်ဖို့အတွက်ကိုလည်းသူ့ကိုပြောခဲ့ပါတယ်။ဒမ်ကလည်းဆုံးဖြတ်ထားပါတယ်။သူအမြန်ဆုံးတန်ရှင်ရင်လောက်လိုက်မယ်ပေါ့။တန်ရှင်းအမြန်လုပ်ပြီးသွားတာနဲ့သူအိမ်ကိုအမြန်ဆုံးပြန်ပြီးသူခိုးယူထားတဲ့လက်စွပ်လေးကိုလည်းရောင်းချရပါအောင်မယ်။သူကလည်းစိတ်အားထက်သန်စွာနဲ့အလုပ်တွေကိုတသေးချာလုပ်နေခဲ့ပါရဲ့။ဂျမ်ကတော့ ရုပ်ရှင်ရုံရဲ့ဧကန်ဆောင်ကြီးတစ်ခုလုံးကိုတန်ရှင်ရေလုံနေခဲ့ပါတယ်။သူကရေပုံးတပုံးကိုလည်းသူ့ဘေးနားမှာထားချခဲ့ပါသေးတယ်။သူတန်ရှင်လုံးနေလုံးနေနဲ့တေးသေးချာကြည့်မိသွားခဲ့တဲ့အခါမှာသူကြမ်းတိုက်တန်နဲ့တုံးနေခဲ့တဲ့နေရာတွေအကုန်လုံးကหนีရဲတောင်းနေခဲ့ပါတယ်။သူတန်ရှင်လုံနေခဲ့တာရေတွေနဲ့မဟုတ်ပဲသွေးတွေနဲ့ဖြစ်နေခဲ့တာပါ။หนีရဲနေတဲ့ကြံပြင်းကိုတွေ့ခဲ့ရတဲ့အခါမှာဓမ်တယောက်အရန်ကိုလမ်းဖြန့်သွားပါတယ်။ သူကလည်းရေပုံးကိုကြည့်လိုက်မိတဲ့အခါမှာရေပုံးထဲမှာရှိတဲ့ရေတွေအားလုံးညည်းနေပါတယ်။အရန်ကိုကြောက်လန့်နေခဲ့တဲ့ဒမ်ကတော့ရေပုံးကိုလက်ထဲကလွတ်ချမိသွားခဲ့ပါတယ်။ရေပုံးတစ်ခုလုံးကလည်းအောက်ကိုပြုတ်ကျသွားခဲ့ရပါတယ်။ရွှေရှိုံရဲ့အဲကမ်းမဆောင်တစ်ခုလုံးညည်းနေခဲ့ပါပြီ။ဒမ်ကလည်းဘာတွေဖြစ်ဖြစ်နေရလဲဆိုတာကိုရုပ်တရက်နားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။သူလည်းစိတ်ကိုတင်းငိမ်စွာထားဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။သူစိတ်တည်ငြိမ်အောင်ထားဖို့ကြိုးစားခဲ့ပေမဲ့မလွယ်ကူခဲ့ပါဘူး။ သူလည်းသူကြုံတွေ့နေရတဲ့အရာတွေကဘာတွေလဲဆိုတာကိုနားလည်ဖို့အတွက်စဉ်းစားနေခဲ့တဲ့အချိန်မှာပဲရုပ်ရှင်ရောက်မှရှိတဲ့မိတွေကတဖြတ်ဖြတ်ဖြစ်လာခဲ့ပါတယ်။မိကပိတ်လိုက်ဖွင့်လိုက်ဖြစ်နေတဲ့အချိန်တွေမှာပဲကြမ်းပြင်ပေါ်မှာနေရဲနေတဲ့သွေးတွေချားတွေမှာခြေတံကိုကြားလိုက်ရပါတယ်။ဘယ်သူပဲဖြစ်ဖြစ်ပါတစုံတရာကတော့သူ့ဘက်ကိုလှမ်းလာနေခဲ့ပါတယ်။ရှုပ်တရပဲအမျိုးသမီးတယောက်ရဲ့အရေးတစ်ခုကိုသူမြင်တွေ့လိုက်ရပါတယ်။ဒီနောက်တော့မိကလည်းလုံးဝမှိတ်သွားခဲ့ပါပြီ။ ဒါကိုတင်မြင်သွားခဲ့တဲ့အခါမှာဓမ္မတယောက်အရန်ကိုလမ်းဖြန်သွားခဲ့ပါတယ်။သူလည်းအတန်းအကျဲကြီးနဲ့တစ်ချက်တည်းအော်ဟစ်လိုက်ပါတော့တယ်။သူအရန်ကိုကြောက်လန့်လို့အော်ဟစ်လိုက်ပြီးတဲ့နောက်မှာတော့မီးကလည်းပြန်လင်းလာခဲ့ပါတယ်။အချင်းတွေအားလုံးကပုံမှန်အတိုင်းဖြစ်ဖြစ်နေခဲ့ပြီးအခုနောက်တော့ကဒီနေရာမှာဘာတစ်ခုမှမဖြစ်ထားတယ်လို့မျိုးပါပဲ။ဓမ္မကလည်းအနိမ့်နဲ့ပုံဝင်ခြင်းတစ်ခုလုံးကိုကြည့်လိုက်တဲ့အချိန်မှာတော့ဒီအနိမ့်နဲ့မှာဘာတစ်ခုမှရှိမနေခဲ့ပါဘူး။ဘယ်သူမှလည်းရှိမနေခဲ့တယ်လို့မျိုးကြမ်းပြင်ပေါ်ကသွေးခွက်တွေကိုလည်းသူမတွေ့ရတော့ပါဘူး။ ခြေရလိုက်ရတခုမှမကြံအောင်လို့သူမြင်တွေ့ကြရတဲ့အရာအလုံးကတော့ပျောက်ကွယ်သွားခဲ့ပြီပဲဖြစ်ပါတယ်။အခုချိန်ထိကျန်းပေါ်မှာစုံနေအောင်ဆိုလို့ရေရီသားရှိပါတယ်။တံခါးလေဓာရီအလုံးကိုမြင်တွေ့ရတော့ပိုပြီးထူးဆန်းအံ့ဩသွားခဲ့ပါတယ်။သူမြင်တွေ့ကြရတဲ့အရာတွေအကုန်လုံးကထင်အောင်ထင်မှဖြစ်နေတာစိတ်ကစင်ကလေးဖြစ်နေတာလို့သာသူကလည်းသတ်မှတ်ထားခဲ့ပါတယ်။ဒါကြောင့်သူကလည်းတိတ်ပြီးတွေးမနေတော့ပါဘူး။တန်ရှင်းပြန်လုပ်ဖို့အတွက်ကိုပဲအယုံဆိုင်နေခဲ့ပါတယ်။ဒီနောက်မှာတော့သူကတန်ရှင်းလုပ်ခဲ့ပါတယ်။ ရုပ်ရှင်ရောင်ရဲ့ဧကန်ဆောင်တစ်ခုလုံးကိုတန့်ရှင်းလုံးလို့ပြီးစီးသွားခဲ့ပါပြီ။ဒီနောက်မှာတော့သူကရုပ်ရှင်ရောင်အတွင်တန့်ရှင်းလုံးဖို့အတွက်ဝင်ရောက်သွားပါတယ်။ရုပ်ရှင်ရောင်အတွင်က ကြံကင်းတွေကို သူတောက်ပြောင်းသွားအောင်တန့်ရှင်းရေလုံနေခဲ့ပါတယ်။ကြံကင်းတွေကိုတုံးနေရင်ခုံတွေအောက်မှာကြာနေခဲ့တဲ့မုံအခွန်တွေပေါက်ပေါက်ဆုပ်တွေအားလုံးကိုလည်းယူပြီးတော့သူလှည့်ပြလိုက်ပါတယ်။ခုံတစ်ခုံရဲ့အောက်မှာတော့ချောကလက်အခွန်တစ်ခုကြာနေအောင်ကိုသူတွေးလိုက်ရပါတယ်။ သူလည်းချောကလက်ခုံကိုကောက်ယူဖို့အတွက်ငှုပ်လိုက်ပါတယ်။ဒီအချိန်မှာပဲအနောက်ကခုံတန်းမှာထိုင်နေတဲ့တစုံတယောက်ရဲ့ခြေထောက်တစုံကိုသူတွေ့လိုက်ရပါတယ်။သူဒီမှာသက်ရှင်လာလုံးနေခဲ့တော့ကတော့ဘယ်သူမှရှိမနေခဲ့ပါဘူး။အခုဒီခြေထောက်ကဘယ်သူရဲ့ခြေထောက်များလဲ။တမ်ကလည်းတွေးမိတာနဲ့ချက်ချင်းပဲထားရလိုက်ပါတယ်။သူဘာကောင်မှတော့မှတေးသေးချာမကြည့်ရဲသေးပါဘူး။သူလည်းဖြည်းဖြည်းလေးမျက်နှာမောကြည့်ခဲ့တဲ့ အခါမှာတော့အနောက်ကခုံတန်းတွေမှာလူတယောက်မှရှိမနေခဲ့ပါဘူး။ ရုပ်ရှင်အောင်တစ်ခုလုံးကိုလည်းဘယ်သူမှလာလို့မရတာဖြစ်တဲ့အတွက်လူရှိစရာအကြောင်းလည်းမရှိပါဘူး။ခုံတန်းတွေအလုံးလွတ်နေရကိုသာတို့တွေ့ခဲ့ရပါတယ်။ဂျမ်ကလည်းကြောက်လန့်နေခဲ့ပေမဲ့လည်းတစ်ခေါက်ပြန်ပြီးအောင်းငုံကြည့်လိုက်ပါတယ်။အခုတော့အနောက်ကခုံတန်းမှာဘယ်သူတဦးတယောက်ရဲ့ခြေထောက်မှရှိမနေတော့ပြန်မှာဘူး။အရာအလုံးကရှင်းရှင်းလင်းလင်းပါပဲ။သူလည်းစိတ်အေးတသက်ရရသွားခဲ့ပြီးနောက်မှာတော့ချက်ချင်းပဲထားရလိုက်ပါတယ်။သူထားရလိုက်တဲ့အချိန်မှာကြောက်စရာကောင်းတဲ့သွေးတွေပေးကြနေပြီး ရုပ်ပြက်စင်ပြက်ဖြစ်နေတဲ့အမျိုးသမီးတယောက်သူရဲ့အရှိတတဲမှာထိုင်းနေအောင်ကိုတွေးခဲ့ရပါတယ်။အမျိုးသမီးကိုတွေးခဲ့ရတဲ့အခါမှာဒမ်လက်အယံကိုလမ်းဖြန်သွားခဲ့ပါတယ်။သူရဲ့စိတ်ဝိညာဉ်တစ်ခုလုံးတုံးလုံးခြောက်ခြားသွားသလိုဖြစ်သွားခဲ့ပါတယ်။သူလည်းရုပ်ရှင်ရုံတဲကနေအမြန်ဆုံးထွက်ပြေးမှဖြစ်လိုက်မယ်လို့တွေးပြီးတန်ရှင်းလုံးနေတဲ့ရုပ်ရှင်ရုံကြီးတဲကနေအပြင်ကိုအမြန်ပြေးထွက်သွားခဲ့ပါတယ်။သူလည်းရုပ်ရှင်ရုံတဲကနေပြေးနေရင်ပြေးနေရင်နောက်ဆုံးမှာတော့ရုပ်ရှင်ရုံရဲ့အပြင်ဘက်ကိုရောက်ရှိလို့လာခဲ့ပါပြီ။ သူအပြင်ကိုရောက်ရှိလာခဲ့တဲ့အချိန်မှာပဲရုပ်ရှင်ုံရဲ့အရှိတတဲမှာကြောက်စရာကောင်းတဲ့အခုနောက်တော့ကအမျိုးသမီးကိုသူတစ်ခေါက်ပြန်လဲတွေ့မြင်ခဲ့ရပါတယ်။သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကတော့ကြောက်စရာကောင်းလောက်အောင်ဆုပ်ပြတ်တန်နေခဲ့ပါတယ်။တစ်ခုလုံးကနေသွေးတွေကလည်းထွက်နေခဲ့ပါတယ်။သူမရဲ့မျက်နှာလည်းပြက်စီးနေပြီးခေါင်းကလည်းကွဲနေခဲ့ပါတယ်။ကြောက်စရာကောင်းပြီးဒေါသကြီးတဲ့မျက်လုံးတွေနဲ့ဓမ္မကိုသူမကြည့်နေခဲ့ပါတယ်။ဓမ္မကအခုအချိန်မှာအမျိုးသမီးကိုတည်တည်ကြကြကြည့်မိသွားခဲ့ပါတယ်။ သူအမျိုးသမီးကိုတေချာကြည့်မိသွားခဲ့တဲ့အခါမှာတော့သူဘယ်သူလဲဆိုတာကိုသူသတိရသွားခဲ့ပါတယ်။ဒီအမျိုးသမီးကတော့တခြားသူမဟုတ်ပါဘူး။သူကတော့အရင်ညတော့ကကအစိမ်းတမ်းမှာတစားကန်ဖြစ်သွားခဲ့ရတဲ့အမျိုးသမီးဖြစ်နေခဲ့ပါတယ်။ဒါမှကလည်းပြေးဖို့အတွက်နေရာမရှိတော့ပါဘူး။သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလည်းအေးဆက်တောင့်တင်းသွားခဲ့ပါပြီ။သူလည်းတောင်လုံးခြောက်ခြားစွာနဲ့အမျိုးသမီးကိုစိုက်ကြည့်နေခဲ့မိပါတယ်။ ဒီအချိန်မှာပဲကားလမ်းကနေပြီးတော့အရှိန်ပြင်းပြင်းမောင်းနေလာခဲ့တဲ့ကားတစ်စီးကဒမ်ကိုအရှိန်ပြင်းပြင်းနဲ့ပဲဖြတ်တိုက်သွားခဲ့ပါတယ်။ကားနဲ့တိုက်မိသွားခဲ့တဲ့အခါမှာဒမ်တယောက်လည်းရုပ်ပြတ်ဆင်းပြတ်ညီပေါ်မှာလဲကျသွားခဲ့ပါတယ်။သူ့ခန္ဓာကိုယ်ကနေသွေးရည်အမြောက်အများထွက်နေခဲ့ပါတယ်။သူ့ရဲ့အိတ်ထဲမှာထည့်ထားတဲ့ရွှေလက်စွပ်လေးကလည်းသူ့အိတ်ထဲကနေထွက်ပြီးလမ်းပေါ်မှာပြုတ်ကျသွားခဲ့ပါတယ်။သူ့ဒဏ်ရာအပြင်းထန်ရရှိထားတဲ့ဆိုပေမဲ့အခုအချိန်အထိတော့တတိမမေသေးပါဘူး။ သူအရန်ကိုနာကျင်လို့တဲ့အတွက်ကြောင့်မလို့ညင်းညူနေခဲ့ပါရဲ့အချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာလူတယောက်ကဂျမ်ကိုတွေ့ရတဲ့သူ့အနေနာကိုရောက်ရှိလာခဲ့ပါရဲ့ဒီလိုကတေချာကြည့်နေခဲ့တဲ့အချိန်မှာတော့ဂျမ်တယောက်ဒဏ်ရာအပြင်းထန်ရရှိထားတာကိုတွေ့လိုက်ရပါရဲ့ဂျမ်ကအခုအချိန်မှာဝစ်လဲနေခဲ့ပါပြီဒီလိုကလည်းဂျမ်ဒဏ်ရာအပြင်းထန်ရရှိပြီးဒုက္ခရောက်နေတာကိုတွေ့ခဲ့ပေမဲ့ဂျမ်ကိုအာရုံမရှိခဲ့ပါဘူးသူကလင်းလန်းတောက်ပနေတဲ့ရွှေလက်စွပ်လေးကိုတောင်အာရုံထားမိနေခဲ့ပါရဲ့ သူကလည်းဓာမင်းအနီးနားတဝိုင်းမှာဘယ်သူတွေထပ်ပြီးရောရှိနေအောင်မလဲဆိုပြီးတော့ကြီးလိုက်ပါတယ်။ဘယ်သူမှရှိမနေခဲ့တဲ့အခါမှာသူကလည်းရွှေလက်ဆွက်လေးကိုချက်ချင်းယူခဲ့ပါတယ်။နောက်သူ့အိတ်ထဲမှာထည့်လိုက်ပါတယ်။ဓာမင်းအချိန်လေးကိုသူကဂယူတော်မဆိုင်ပဲသိဖို့အတွက်ထားရေးခဲ့လိုက်ပါပြီ။နောက်နေ့မနက်သတင်းစာမှာပါလာခဲ့တဲ့သတင်းတစ်ပုဒ်ကတော့မနေ့ညတော့ကရုပ်ရှင်ရောင်းရဲ့အရှိတတဲမှာလူ၃ယောက်မတူညီတဲ့ပုံစံတွေနဲ့တညရဲမှာပဲကွဲလွန်တဲ့ဆောင်းသွားခဲ့ကြတယ်ဆိုတဲ့သတင်းပါ။ လောဘကြီးရာကမကောင်းပါဘူးတမ်ကလည်းလောဘကြီးခဲ့တယ်လို့မျိုးနောက်ထပ်တမ်ကိုအကူအညီပေးဖို့အတွက်ရောက်လာခဲ့တဲ့သူကလည်းလောဘကြီးခဲ့ပါတယ်ဒါကြောင့်သူတို့အားလုံးအဆုံးတမ်မလှဘဲနဲ့ကွဲလွန်သွားခဲ့ကြရတာပဲဖြစ်ပါတယ်ပရိသတ်ကြီးလည်းဒီပုံမြင်လေးကိုကြိုက်နှဲတက်ကြပါရဲ့လားတမ်လိုမျိုးလောဘမကြီးဘူးတော့လိုအပ်ပါလိမ့်မယ်နော် လောဘကြီးရဲ့အခါဆိုးကျိုးတွေကိုသာအမြဲတမ်းရင်ဆိုင်ရတတ်ပါတယ်လူသားဆက်မှုထက်ပိုပြီးအရေးကြီးတဲ့ຢာကားပါတစ်ခုမှမရှိပါဘူး ဒုက္ခရောက်နေတဲ့သူတွေကိုတွေ့ရတဲ့အခါတိုင်းပထမဦးဆုံးလှုပ်တင်တာကတော့အကိုအညီပေးတင်တာပဲဖြစ်ပါတယ်ကိုယ်တော်ဘက်ကိုတွေးပြီးတော့လောဘကြီးနေခဲ့မယ်ဆိုရင်တော့တရားကြရင်ဒီအခြေအနေတွေအကုန်လုံးကကိုယ့်စီကိုတစ်ခေါက်ပြန်လဲရောက်ရှိလာမှဖြစ်ပါတယ်။ဒါကိုအားလုံးကလည်းမမေ့ချဖို့အတွက်လိုအပ်ပါတယ်။